အမနီတော့ကစားခဲ့တဲ့ဒီအင်္ဂလန်ဒါဘီပွဲဆက်ပါမန်ချက်စတာယူနိုက်တက်အသင်းရဲ့အဖွင့်ကိုရှင်ဖြစ်တဲ့ဒီအမ်မိုကိုသွင်းသွားတဲ့အချိန်မှာကွန်းနေတာအနေနဲ့ဘားကြောင့်ပွဲကိုမရဆိုင်ခဲ့ရတယ်ဆိုပြီးတော့လက်ရှိဘောလုံးပြည်တင်ချာမှာဒီဒလောတူလောပြောဆိုမှုတွေအငင်းပွားမှုတွေရှိနေပါတယ်အားလုံးဒီနေ့တိုင်းမနီကပွဲဆက်မှာမန်ချက်စတာယူနိုက်တက်အသင်းကလည်းဘောအသင်းကိုနှစ်ဂိုးလိုနဲ့နိုင်ရရှိသွားခဲ့တယ်ဒါပေမဲ့ဒီပွဲမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒီပွဲအစ10မိနစ်ကျော်မှာသွင်းယူခဲ့တဲ့အမ်မိုရဲ့သွင်းကိုပါဆိုရင်ဒီကိုသွင်းတဲ့စတင်အချိန်မှာဒီမတ်အလင်စာရင် ဖန်နိုင်ရဲ့ကအမိုတားစီဖို့ကြိုးစားရင်းနဲ့သူတို့ကစားမှချင်းချင်းထိခိုက်ခဲ့ပြီးတော့မက်အလင်စတာခေါင်းမှဒဏ်ရာပြီးလဲကျသွားခဲ့တာဖြစ်ပါတယ်။မက်အလင်စတာအနေနဲ့အမိုမိုကိုသွင်းပြီးအောင်ပွဲခံတဲ့ဒီပြန်မထနိုင်ခဲ့ပဲနဲ့ကွင်းထဲမှာလည်းစေကူသားမှုကိုအချင်းတော်ကြာခံခဲ့ရဖြစ်ပါတယ်။ဘောလုံးအကစားလေးမှာဘောလုံးနဲ့ပတ်သက်တဲ့ဥပဒေသားတွေမှာဆိုလို့ရှိရင်ကွင်းထဲမှာကစားသမားတယောက်ခေါင်းထံအကြောင်းလဲကျသွားမယ်ဆိုရင်ပွဲကိုရန်နာရမယ်ဆိုရင်အချက်ပါရှိပါတယ်။ဒါပေမဲ့ဒီပွဲစဉ်မှာတော့ကွင်းထဲတိုင်မိုက်ကယ်အိုလီဗာကပွဲကိုရန်နာခဲ့ခြင်းရှိတယ်လို့ဖေယာကနေပြီးတော့ ပွဲကိုရန်နာဖို့အတွက်အကြောင်းပြချက်ပေးတာမျိုးလည်းမရှိခဲ့ပါဘူး။ဒီပေါ်မှာလည်းဘောပရိတ်တချို့ကတော်တော်လေးကိုပေါက်ကွဲနေခဲ့ကြပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းဘက်ကိုတိုင်းကူတဲ့အိုလီဗာနေနဲ့ယူနိုက်တက်အသင်းဘက်ကိုဖေဗာပေးတယ်ဆိုပြီးတော့ပြောဆိုမှုတွေရှိနေပါတယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော်စဉ်းစားရမှာကနံပါတ်၁ချက်မန်လစ်စတာနဲ့ဖန်နိုက်ဟာသူတို့အသင်းသားချင်းချင်းခေါင်းတိုက်ပြီးတော့မှမန်လစ်စတာဒဏ်ရာရရှိသွားခဲ့တာပါ။ပြောမယ်ဆိုရင်အမ်ပူမိုနဲ့ခေါင်းတိုက်ပြီးတော့ဒဏ်ရာရရှိသွားခဲ့တာမဟုတ်တဲ့အတွက်မိုက်ကယ်အိုလီဗာက ီပွဲအစဉ်ကိုရန်နာဖို့မလိုဘူးလို့ဆုံးဖြတ်ချက်ချခဲ့နေတဲ့တူပါရင်အဲ့တော့ IFAB လို့ခေါ်တဲ့ဒီကမ္ဘာကွင်းလေတာဝန်ကြီးအဖွဲ့ချုပ်ကချမှတ်ထားတဲ့စီးမင်းနယ်မှာဘောလုံးကွင်းတစ်ကွင်းမှာဘောလုံးပွဲတစ်ပွဲမှာဒီကစားမတယောက်ခေါင်းထဲအရရှိသွားခဲ့မယ်ဆိုရင်ပွဲကိုရန်ဆန်းရမယ်ဆိုရင်အချက်ပါဝင်ခဲ့ပေမဲ့ကွင်းနယ်တိုင်းရဲ့ဆုံးဖြတ်ချက်ကပဲအဓိကအခရာကျရဲဆိုပြီးတော့ပါရှိပါတယ်ဒါကြောင့်မန်အလစ်စတာရဲ့ဒီခေါင်းထိပြီးတော့ဒဏ်ရာရရှိသွားတဲ့ဖြစ်မှာဆိုရင်မိုက်ကယ်အိုလီဗာကဒီပြိုင်မဲ့ကစားမကြောင့်ဒဏ်ရာရရှိတာမဟုတ်ဘဲနဲ့သူတို့ကစားမအချင်းချင်းတိုက်မိပြီးဒဏ်ရာရရှိခဲ့တာကြောင့်ပွဲကိုမရန်နာဖို့ဆုံးဖြတ်ခဲ့တယ်နဲ့တူပါရင် အဒီပေါ်မှာပရိသတ်တွေကဘယ်လိုများမှတ်ချက်ပေးခြင်းပါတဲ့လဲအောက်ကကွန်မန့်မှာဆွေးနွေးသွားလို့ရပါတယ်။ Xbox ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောက်ခံပါ